ကိုယ်နိုင်ငံတက်မလို့အတွက်လိုအပ်တဲ့လက်နက်တွေဝယ်ပြီးတာမှားနေရဘာမှမရှိဘူးကျွန်တော်အဲ့လိုမြင်အရင်ကတော့ကျွန်တော်ဒါကြီးကိုအဆိုးလို့မြင်တယ် justice for မြန်မာလူရဲ့စာရေးဖတ်တာများတော့ justice for မြန်မာ justice for မြန်မာပြောတာဟုတ်မှန်းမဟုတ်ဘူးကိုယ်နိုင်ငံတက်မလို့အင်အားတောင်းတဲ့အတွက်ဂျာကန်ကုမ္ပဏီကိုပို့ရတယ်လို့လက်နက်ဝယ်ယူတက်စီပြီးတာတိတ်ကောင်းနေပြီးတာမှားဘာမှမရှိဘူးတောက်ပြီးမှတောင်းတဲ့ချီတဲ့ပြည်သူတွေစစ်ဘေးရှောင်နေရတယ်စားနေရိတ်ကကျမ်းမာရေးဆိုင်ရာတွေလည်းအဆင်မပြေဘူးလို့သူကဆက်ပြီးတော့ပြောဆိုထားပါတယ် ဟိုင်းချရမီဝပီတူညီကိုမော်မာမြားအလုံးမင်္ဂလာပါ news bit channel ကနေပြန်မပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ9ရက်နေ့ကျတို့နေ့လယ်ပိုင်းဗီဒီယိုတပိုးနေနဲ့ယူနီခင်းမှာနောက်ဆုံးအကြတရတဲ့ဦးဖျက်ဖျက်တော်လန်တင်းထူးတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာမလို့ဗီဒီယိုကိုကျွန်တော်တို့စာဆုံးကြည့်ရှုပေးကြဖို့အားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်တို့အယုံဆုံးနေတဲ့ခါတိုင်းလိုပဲတင်းတူလေးတွေကြည့်လိုက်ရအောင်နော်ပထမအုံဆုံးတင်းတပိုးအနေနဲ့ကတော့စကိုင်းတိုင်းပလဲမျိုးနဲ့ကန်တောင်းရက်စကောင်ကိုတွန်လိုက်တဲ့ကနေပြီးတော့မှဝိုင်းထားနိုင်ပြီဆိုတဲ့တင်းကောင်းလေးပဲဖြစ်ပါတယ် အင်မရီပြွာကထွက်လာပြီးတော့မှထိုးတက်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုပြည်လေကကြက်ဖြတ်တက်ခိုက်တဲ့20ကျော်တေးပြီးတော့မှစစ်ကြောင်းပြစ်ပြီးအင်မထီရွာထဲပြောင်းဝင်သွားတယ်ဆိုပြီးတော့မှ ကျွန်တော်တို့ဒီ data drain တော်လိုင်းရေးရဖို့တူအောင် ပြတော့ပြောဆိုထားတာဖြစ်ပါတယ်။ခဏောက် yes ကောင်ဝိုင်းထားပြီးပြီးစခန်းနောက်ဘက်ကျောင်းကိုရပြီးစခန်းမြေနဲ့ချင်းဆိုင်၃ထပ်တော့လဲရပြီးပြီးစခန်းလဲမြေမြုံမိုင်းတွေအထက်ထက်ခင်းထားလို့မဝင်နိုင်သေးဘူးဆိုပြီးတော့မှထလောင်းပြောကြားထားတာပဲဖြစ်ပါတယ်။ခဏောက် yes ကောင်ကဆိုတော့မုံရပလက်ကန်ဂေါလမကြီးပေးမှသိရှိပြီးတော့မှစစ်ကောင်စီအတွက်အရေးပါတဲ့တပ်စခန်းတစ်ခုဖြစ်တယ်လို့လည်းကျွန်တော်နောက်ထပ်သိရတာပဲဖြစ်ပါတယ်။တပ်ပွဲဖြစ်ပေါ်ပြတဲ့နောက်ပိုင်းနောက်တည့်ရဲ့ဇွန်လ၃ရက်နေ့ကနေပြီးတော့မှရှင်းနေသည့်စစ်ကောင်စီတပ်ကနေပြီးတော့မှလေးချောင်းပြက်ကူပေးမှု အချိန်60ကျော်ခန့်ရှိပြီလို့လည်းကျွန်တော်နောက်ထပ်ပြည့်တာပဲဖြစ်ပါတယ်။ဟုတ်ဆိုရင်ကျွန်တော်ဘက်ကနေပြန်မှဒီကန်တော့ yes ခန့်ကိုပေါ့နော်။ပြီးတဲ့သိမ့်ပဲရရှိနေဖို့လည်းတကန်ကွာမှာရောက်ရှိနေတာပြန်မှမကြာခင်မှာတော့ကျွန်တော်အညာတော်လန်ပူပေါင်းတက်ဖို့နဲ့ပြန်မှအပြီးတဲ့အောင်ပွဲတွေရရှိမလားဆိုတော့ကျွန်တော်တို့ဆုံးချက်မှာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ရှမ်းပြည်နယ်နောင်ချိုမြို့နယ်ကန်ကြီးရွာကိုထိုးစစ်ဆင်လာတဲ့အချမ်းပစ်စစ်တပ်နဲ့ TNL ပူးပေါင်းတပ်တို့တပ်ဖွဲ့ဖြစ်ပေါ်ပြီးတော့မှစစ်တပ်ဘက်ကတိုက်ခိုက်တိုက်စုံမှုများပြားလို့ပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။ တောင်ခိုင်းရွာကနေပြီးတော့မှကန်ကြီးရွာကိုထိုးစစ်ဆင်လာတဲ့စစ်ခွေးတပ်နဲ့တော်လိုင်းရဲတပ်တွေတိုက်ပွဲပြင်းထန်ဖြစ်နေတဲ့စစ်ခွေးစစ်ကြောင်းကတော့ကန်ကြီးရွာဘက်ကနေပြီးတော့ပြန်ဆုံသွားပြီးကန်ကြီးရွာကိုတော်လိုင်းဖွဲ့တွေပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီလို့သိရတယ်ဆိုပြီးတော့မှဒေသခံပြည်သူတွေကနေပြီးတော့ပြောဆိုထားတာဖြစ်ပါတယ် ဲ့ဒီတိုက်ခိုက်မှုကိုတင်ရလေးပူပေါင်းမှာမိတ်သက်တွေဖြစ်တဲ့ DPLA တဝန်းနဲ့ PDF တပ်ဖွဲ့ဝင်တွေကနေပြီးတော့တိုက်ခိုက်ခဲ့တယ်လို့လည်းကျွန်တော်ကြားသိရတာပဲဖြစ်ပါတယ်စစ်ကောင်စီရဲ့အနေနဲ့ကတော့နောင်ချုံမြို့ပြန်လည်ရရှိရေးစစ်ကြောင်းပေါ်တော့အလင်းဝင်းရင်းနဲ့ထိုးလာပေးမှာခုဆိုတော့ကျွန်တော်တင်ရလေးပူပေါင်းတပ်တွေကနေပြီးတော့အချိန်မီဟန်သားပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ခဲ့တာဖြစ်ပြန်ပါစခွေးတတရတော့ဖွဲလိုက်ကိုမျိုးစာဖြစ်သွားတယ်လို့ကျွန်တော်နောက်ထပ်ကြားသေးရပဲဖြစ်ပါတယ်။မကြာခင်မှာတော့ကျွန်တော်တွေနဲ့ဒီတောင်ခမ်းနယ်သွေးကိုပြန်ပြုတော့မှာပါတော့စုံမထင်းချိုးနိုင်မယ်လို့မျှော်လင့်ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီနေ့နေ့ခင်ပိုင်းမှာပထမဆုံးအနေနဲ့ကြက်မှာကတော့ရေဘော်ရှန်လေးရနေပြီးတော့မှချော့ဖီမျိုးတိုင်းတဲ့ဘွဲဆင်ရဲတဲ့အေအေကိုအခုဆိုရင်တူဘကနေပြီးတော့မှစတင်ဖျားပေးမှုတွေလှုပ်ဆောင်လာပြီဆိုတဲ့အကြောင်းပြောဆိုထားတာပဲဖြစ်ပါတယ်ရေဘော်ရှန်လေးဘယ်လိုမျိုးတွေပြထားမလဲဆိုတော့ကျွန်တော်ဆက်ကြည့်လိုက်ရအောင်နော်ချော့ဖီဒေတာကန်အမျိုးသားတပည့်ရဲ့အတန်ကိုကြားမိပါတယ်အရင်ဆုံးဖော်ပြပေးချင်ပါတယ်သူဘာပြောလဲဆိုတော့ကိုမျိုးကိုရွာကိုကိုလူမျိုးကိုတက်ကတိုက်ခိုက်သိမ့်ပိုက်တာကိုအထူးတလဲပြောစရာမရှိဘူးပမ်မီဝကန်ကျူစုလျက်ပါ ောင်းကျိုးတွေလည်းရှိလာမှရှိလာမယ်ဆိုတာကိုသူတို့ဒေတာခံတွေကယုံကြည်ထားတယ်တကယ်လို့အဲ့လိုတိုက်ခိုက်သိမ့်ပိုက်တဲ့အချိန်မှာဒါတရုတ်ရဲ့ဒါလုံကျိုးရဲ့အမိကလက်နက်ကန်တပ်ဖွဲ့ဝင်တွေကအခုလိုမျိုးဝင်ရောက်ပူးပေါင်းပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ဘက်ကနေပြီးတော့ပြစ်ကူစစ်ကူလိုက်ပါဆောင်ရွက်ပေးနေတယ်ဆိုရင်တိုက်ပွဲတွေဟာလူလားအဖြစ်နဲ့ကြန့်ကြာသွားမှာကိုသူတို့ကစိုးရိမ်နေတာပါ တောက်ပြီးမှတောင်းတဲ့ချီတဲ့ပြည်သူတွေစစ်ပေးရှောင်နေရတယ်စားနေရိတ်ကကျမ်းမာရေးဆက်ရတွေလည်းအဆင်မပြေဘူးလို့သူကဆက်ပြီးတော့ပြောပြောဆိုထားပါတယ်ဒီကိစ္စကအချိန်ကြာလာတာနဲ့အများပြည်သူတွေတောင်းခံနိုင်ဖို့အခက်အခဲများစွာကြုံတွေ့လာနိုင်တယ်လို့လည်းဆိုပါတယ်ဒါဟာအကျမ်းဖက်စစ်ခွေးတက်ရဲ့ရုပ်မှရိုင်းဆိုင်တဲ့ဇလန်းဇက်ကွက်တွေတဲကတခုပါဒါကိုလည်းပဲကျွန်တော်မိပါတွေသတိပြုပေးပါစစ်ပို့ပြီးတော့ကြာလာလေလေကျွန်တော်ပြည်သူကပို့ပြီးတော့အထိနာလေလေပြောချင်တာကတော့စားဝတ်နေရေးလုံခြုံရေး အသက်အာမခံမှုအလုံးအင်မတန်နေပါပြီးတော့ရည်ရှိတောက်ခံနိုင်မှုပို့ပြီးတော့ခက်ခဲလာမယ်ဒါဒေတာကံပြည်သူတွေကိုဖြစ်စေခြင်းနဲ့မင်းအောင်လှန်ရဲ့မြို့မှာရိုင်းဆိုင်လွန်တဲ့ကျွန်တော်ပြည်သူပေါ်ထားရှိတဲ့ဇယိုက်လက္ခဏာအစစ်တွေကိုဒီနေ့ကြောက်ပြတိုက်ပွဲမှာပြည်သူလူထုကအတန်ထွက်ပေါ်လာတာပြည်သူကသိပြီးသားပါဒီကောင်တွေစစ်ကိုပို့ပြီးတော့ကြာအောင်လုပ်နေတယ်ပြီးတော့တရုတ်ရဲ့အကူအညီမှုတွေနဲ့သူတို့ခုခံနေတယ်ပြီးတော့သူတို့တွေတနိုင်ငံလုံးကအတင်းအဓမ္မဒါ စစ်မှုထမ်းခိုင်းထားတဲ့စစ်ကြုံတွေစစ်မှုထမ်းအသက်တွေနဲ့စစ်သားအသက်တွေပေါ့ဗျာသူတို့တွေပြေးပို့ပြီးတော့အသေးအပံခုခံခိုင်းနေတာကသူတို့တွေကစစ်နိုင်စရာတော့အကြောင်းမရှိဘူးဒါပေမဲ့စစ်ကြွားရင်ကျွန်တော်ပြည်သူတွေစစ်ပန်းလာအဲ့တော့ကျွန်တော်ပြည်သူတွေကိုသူတို့ကမြေစာအပင်တစ်ထားရှိပြီးတော့ရရက်ဆက်ဆက်ရုပ်မှနေတယ်ဆိုတာကိုကျွန်တော်တို့ကွက်ကွက်ကွင်းကွင်းညွှန်တွေ့နေရတာဖြစ်ပ ဒါတော့ရေဘော်ရှင်လေးကနေပြတော်မှပြောထားသလိုပဲပေါ့နော်ကျော်တော်ခုဆိုတော့ကျော်ဖြစ်မျိုးတိတ်တဲ့ဘက်မှာတရုတ်ကနေနဲ့စစ်ကောင်စစ်ဘက်ကနေမြန်မာရက်တိပေးပြတော်မှ ဒီကျွန်တော်ကြောက်ဖြစ်မျိုးရရှိဖို့ထိုးစစ်ဆင်လာတဲ့အေအေကိုပြန်ပြီးတော့မှဖိအားပေးမှုတွေလုံးဆောင်လာတာပဲဖြစ်ပါတယ်။ရှမ်းမြောက်ကသူတို့တုံးခဲ့တဲ့ကိုတွေပြန်ပြီးတော့မှတုံးချဖို့စီစီနေတာပေါ့နော်။ဒါပေမဲ့ကျွန်တော်အေဘက်ကနေပြီးတော့မှတရားအကျိုးစီးပွားရေးတွေရှိနေပေမဲ့ကြောက်ဖြစ်မျိုးကိုရတိတ်မဲ့ဆိုပြီးတော့မှတနေ့တန်ချတာပြည်ပြည်မလို့ကျုပ်အနေနဲ့ကတော့စစ်ကောင်စီထောက်ခံမလား။ဒါမှမဟုတ်ကျွန်တော်အေအေကိုပဲဒီလိုမျိုးဖိအားပေးမှုတွေလုံးဆောင်မလားဆိုတော့သူတို့ကိုယ်တိုင်ဆုံးဖြတ်တင်နေတာပဲဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တရားအကျိုးစီးပွားများစုရှိနေတဲ့အားတွေအားလုံးကကျွန်တော်တော်လန်တပ်ဖွဲ့ဝင်တွေရဲ့ လျှောက်ကိုကြောက်ရွံ့နေတာမလို့တယောက်အနေနဲ့ပေါ့နော်ပညာသားပေါ်ပါနဲ့အခုချိန်ကလေးကဆုံးဖြတ်တည်နေတာပဲဖြစ်ပါတယ်မဟုတ်ဘူးဆိုတော့ပြီးသူချိန်စာစုပြီးတော့မှသူတို့ကျိုးစီးပွားတွေလည်းဂိမ်းမဲ့ပေါ့နော်တဘောမျိုးတွေလည်းကျတို့အခုကလေးကတွေးနေရတာပဲဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုသဘောတွင်လည်းကတော့မဟာမြတ်မုန်းတွေဖျားကိုပြန်လည်မွေးမှမယ်ဆိုပြီးတော့မှရွှေသုံးပိတာချောင်းနဲ့ငွေသားတွေကိုလူရန်ခဲတဲ့ပေါ့နော်စစ်ကောင်စီရဲ့လက်ကင်တို့လက်နေပွဲစားလူသက်မှမိသားစုချောင်းပြောဆိုလာတဲ့ကြော်မြင့်မြဲဗီဒီယိုပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးပြောနေပြန်ဆောက်ပြောဆိုထားမလဲဆိုတာကျွန်တော်စစ်ပီတော်မှနားထောင်ကြည့်လိုက်ရအောင်နော် ရွှေသုံးမိတာနဲ့เนาะရွှေသုံးမိတာနဲ့အဲငွေသိပေါ်2600ပေါ့အဲ့လောက်ကိုသူကလှူလှူတယ်ပေါ့ဗျာအေးဟွာလှူတာအဲမဟာမှုဒီဖျားကြီးတွေလှူတာအဲ့ဒါကိုဟုတ်တယ်ဟုတ်တယ်ရွှေသုံးမိတာနဲ့ကြက်သိန်း2600လှူတာဒါတော့ဒါတော့ဒေါက်တာနိုင်တော့အောင်ဆိုတဲ့ပုံပေါ့လှူတာအဲ့လှူတာကိုအဲ့ဒီလှူတာကိုမဟာမှုဒီဖျားကြီးလှူတာကိုဖျားကြီးကောဘကဖွေရသူ့ရဲ့ဟိုမှာတင်ထားတယ်တင်တဲ့ခါကျတော့ တို့တရားဝင်တင် official တင်တာနော်ဒေါက်တာနိုင်ထောင်နဲ့ဇနီးတို့ဒေါက်တာဝေရှင်တို့ကကိုကိုရမိသားစုနဲ့ရွှေသားသုံးမိသားနဲ့ရွှေဆောင်ရွှေသားသုံးမိသားအဲ့ရွှေဆောင်တန်းခါပြပြတ်တဲ့ចောင်းတော်ကြီးတိုင်၆တိုင်ဒီဆောက်ပြည့်ပြည့်နဲ့တက်သိမ်းပေါင်း9000ချောင်းရေစက်ချလူရနေတဲ့နော်ဆိုပြီးတော့တော့ပြောတယ်ပြောချင်တာရွှေသုံးမိသားလူရလားရွှေသုံးမိသားနဲ့သိမ်းပေါင်း9000ချောင်းလူရဆိုတော့သူစားမရှိဘူးဘလို့ဖြစ်အဲ့ဒီဟာကိုကြည့်ပြီးတော့ကျွန်တော်တို့ဒါတို့ခေါ်တယ်ဟာကိုကမလုံးနေတဲ့ကိစ္စကိုမလုံးနေတဲ့ငွေအမောင်းကြီးကိုမလုံးနေပါလိမ့်လူရဒါတို့ခေါ်တယ်ကျွန်တော်တို့ကဒါပေမဲ့ ကျွန်တော်တို့လိုပဲဒီ number တာမန်အခြေခံတွင်းသားတွေကတလောက်လူနေတယ်ကိုလာဒါကြည့်ပြီးအိုးအားကြလိုက်တာသူနေနေငါလည်းသူတို့လူချင်လိုက်တာသူနေချင်လိုက်တာဆိုတော့ဒီစိတ်လေးနဲ့ကျွန်တော်တို့ကကုသိုလ်ကြီးယူကြတယ်ဒါပေမဲ့အကုသိုလ်ကောင်းနေကြတော့အကုသိုလ်ယူတယ်ဗျကြံဖန်ပြီးတော့အကုသိုလ်ယူတယ်ဘလို့အကုသိုလ်ယူလဲဆိုတော့ဒေါက်တာနိုင်ထွန်းအောင်ဟာတဲ့နော်အလဲမရဲ့ပိုင်ရှင်အေဒါအေဒါကျုပ်ဒေါက်လဲမရှင်ဒေါက်တာတန်းထွန်းအောင်ရဲ့ညီဖြစ်တယ်ဆိုပြီးတော့ဖတ်တီးတယ်ညီဖြစ်တယ်ဗောအိုးသူညီဖြစ်ကဘာဖြစ်လို့ဘာဖြစ်လို့လို့ဗောနော်ဆိုတော့သူညီဖြစ်တယ်ဗောဗျာနော်ညီဖြစ်တယ်ဗောအင်းတော့မကအောင်မနေတာတဲ့မန္တလေးဇာတိလူမျိုးကူဖြစ်နေပြီတဲ့ပြီးတော့ပြီးတော့သူကဘာလုပ်လဲဆိုတော့စစ်တပ်အတွက်အဲဆိုလက်နက်ပွဲစားလုပ်နေတာပါတဲ့ ပြောတယ်။သူကကုမ္ပဏီရဲ့ International Gateway Group ရဲ့ Company Limited ဖြစ်တယ်တဲ့။အဲ့ Company ကနေပြီးတော့စစ်တိုက်တွေလက်နက်ပွဲစားလုပ်နေတယ်လူပဲ။လက်နက်ပွဲစားလုပ်လို့ရတဲ့ပတ်စံနဲ့လှူတာပေါ့။သွေးစွန်းတယ်ပေါ့။စလန်။ဒါကတော့ရှင်းပြရအောင်ဗျာ။ကိုမစားရတဲ့ချင်းနေပေါ့ဗျာ။တဲ့ပြောရအောင်။ခင်ဗျားလက်နက်ပွဲစားလုပ်တယ်ဘာလို့လဲဆောက်ပြောနေ။အခုခင်ဗျား NUG ရဲ့ PDF တွေထဲမှာလက်နက်ပွဲစားလုပ်နေတော့တပုံးသေး။အဲ့ဒီကောင်တွေကပါပြော။ PDF ကိုအချင်းချင်းပြန်ဂျင်းထဲရနော် UNG ဘတ်တော်သားတွေပဲဘတ်တော်သားတွေ PDF တွေကိုလက်နက်တက်လက်ကိုတသိန်းနဲ့လက်နက်ကိုသုံးသိန်းလောက်နဲ့ရောင်းပြီးဂျင်းထဲရကြအဲ့ဒါမပြောဘူးလို့ဟမ် ဒီမှာမြန်မာပြည်မှာတော့ထားပါတော့မြန်မာပြည်ကတော့ international gateway လို့အဲ့ကုမ္ပဏီပိုင်ရှင်ဒေါက်တာနိုင်ထွန်းအောင်ဆိုသူကသူလက်နက်ပွဲသားလို့မှာပါရှိပေါ့လက်နက်ပွဲသားဆိုတာကရှင်းရှင်းပြောရရင်နိုင်ငံတကာမှာလက်နက်လက်နက်ဒီတပ်မစစ်တပ်တွေအတွက်လက်နက်ဝယ်ပေးရတဲ့ဂျားကန်လုပ်ပေးရတဲ့ကုမ္ပဏီတွေရှိတယ်စစ်တပ်စစ်တပ်ချင်းဝယ်လို့မရအောင်လက်အောင်တစ်ဖွဲ့ဝင်ရတယ်အဲ့လောက်ရတယ်နောက်ဟိုဘက်ကလက်နက်ထုတ်တဲ့ကုမ္ပဏီတွေဒီဘက်ကမြန်မာတပ်မတော်နဲ့ဂျားမလောက်ရတဲ့ဖွဲ့တွေရှိတယ်အဲ့ဒါဘာမှမှားနေရမရှိဘူးကိုယ်နိုင်ငံတပ်မတော်အတွက်လိုအပ်တဲ့လက်နက်တွေဝယ်ပေးတာမှားနေရဘာမှမရှိဘူးကျွန်တော်အဲ့လိုမြင်တယ်အရင်ကတော့ကျွန်တော်ဒါကြီးအဆိုးလို့မြင်မယ်ဟို justice for မြန်မာတို့ရဲ့စာတွေဖတ်တာများတော့ဩ justice for မြန်မာ justice for မြန်မာပြောတာဟုတ်မယ်လို့ထင်တာမဟုတ်ဘူး ကိုယ်နိုင်ငံတက်ပါတော့အင်အားတောင်းတင်းရေးအတွက်ဂျာကန်ကုမ္ပဏီတစ်ခုကနေပြီးတော့လက်နက်ဝယ်ယူတက်ဆင်ပေးတာတိတ်ကောင်းတဲ့ကိစ္စမှားတာပါမရှိဘူးတက်ပါတော့အဲတခုတော့ရှိပြောနေမျိုးဆိုပြောရဲတယ်နော် နောင်နောင်များမှာအခုတော့ကျွန်တော်သိဘူးနော်နောင်နောင်များမှာလက်နက်ရောင်းဝယ်ရေးလုပ်တဲ့လက်နက်ဝယ်ပေးတဲ့ကုမ္ပဏီတွေနဲ့တက်ပါတော့လက်နက်ဝယ်ယူအဖွဲ့တွေနဲ့တန်ရာတန်ကြီးအတိုင်း quality ရှိရှိပစ္စည်းတွေဝယ်ပေးတာမျိုးဆိုရင်တော့ကျွန်တော်တို့ကမှားတယ်လို့မပြောဘူးအဲ့လိုမဟုတ်ဘဲနဲ့တန်ရာတန်ကြီးမဟုတ်ဘူးပေါက်ဈေးထက်လည်းပိုများတယ် quality ကလည်းမမီဘူးဆိုရင်တော့လက်နက်ဝယ်ယူရေးလုပ်တဲ့ပွဲစားကုမ္ပဏီတွေကိုလည်းကျွန်တော်တွေ့ပါပဲ ါတွေကမလုံးသိဘူးဆိုခင်ဗျားတို့သိဖို့လိုတယ်အဲ့ဒါပေါ့နောက်တော့ကဝယ်တဲ့ဘုံရုပ်တွေကိုလည်းကျွန်တော်တွေ့ပါဒါမှမဟုတ်မလုံးသိဘူးကိုတက်မလို့အင်အားတောင်းနေလို့လက်နက်ကိုမှန်မှန်ကန်ကန် quality ရှိရှိလက်နက်တွေကိုဝယ်တန်ရှိတကယ်ပေါက်စီးအတိုင်းတကယ်ဖြစ်နေတဲ့အတိုင်းသူ့ commission ကလည်းယူပေးလိုက်ဘာဖြစ်လို့နော်ဒီဘက်ကလည်းလက်နက်ကတကယ်အစိတ်ရကောင်းကောင်းပေါ်ရ quality ကိုကျွန်တော်တို့ဟို shadow khan ရဲ့မင်းသားကြီး shadow khan ရဲ့ဂျာဝန်စကားတွေကလိုမျိုးတချို့ကောင်းတွေလုံးလို့ရတော့ဗျာအဲ့ဒါမျိုးကတော့ကျွန်တော်ဘယ်ကောင်းမှသိမခံဘူးချုံမြမြရတော့ပါနော်အခုဆိုတော့ကျွန်တော်မမြမုန်းနေဖေရကိုပြန်လည်မိုးမှန်မယ်ဆိုပြီးတော့မှရွှေသုံးပိတာနဲ့ ငွေသားတွေကိုလိုတန်းခဲ့တဲ့စစ်ကောင်စီရဲ့လက်ကင်တို့လက်နက်ပွဲစားဖမ်းမိတအဆိုးကြောင့်ပြောဆိုထားတာပဲဖြစ်ပါတယ်။သူပြောချင်တဲ့ပုံစံအရအဲ့ဒီမိသားစုပဲတရတရပြေဝတဲ့ပုံစံမျိုးတွေနဲ့ခုဆိုရင်ကျွန်တော်တို့မိဘပြည်သူတွေဖူးမြော်နိုင်အောင်ဖျားကိုပြန်လည်မွေးမှန်မယ်ဆိုပြီးတော့မှစေတနာရှိရှိနဲ့လှုပ်ဆောင်ခဲ့တဲ့ဆိုပေမဲ့တစ်ဖက်မှာကျွန်တော်တို့အဲ့လိုမျိုးလို့နိုင်အောင်သူတို့အနေနဲ့ပေါ့နော် ငွေတွေကိုကျွန်တော်ပြည်သူတွေတက်ဖြတ်တဲ့နေရာမှာသုံးနေတဲ့ risk account စီတွက်ပြန်ပြီးတော့မှထောက်ပံ့ပေးမှုတွေလှုပ်ဆောင်နေတာပဲဖြစ်ပါတယ်။ဒါတွေကိုချစ်ချင်အဖြစ်ကျွန်တော်မြို့ပပြည်သူတွေကတော့ဖျားဖို့တာတောင်မှစိတ်မတက်နိုင်တော့ဘဲနဲ့ပေါ့နော်။အခုဆိုရင်ကျွန်တော်မြန်မာပြည်တွင်းမှာရှိတဲ့ဖျားများဆိုရင်တော့ risk account စီတက်ဖို့ဝင်နေတဲ့သူတို့အပေါင်းပါတွေရဲ့လက်ချက်နဲ့ပဲကျွန်တော်ပြည်သူတွေကနေပြီးတော့အပြည့်ရှိသလို ခံစားနေရတယ်ပဲဖြစ်ပါတယ်ပြည်သူတွေတက်ဖြတ်ပြီးတော့မှအောင်ပွဲခံနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပြည်သူမှသူတို့နဲ့ဆက်ဆံနေတယ်ပေါ့နော်ဘောမလော်ဘီတွေကတော့လူမျိုးကိစ္စတွေကိုကောင်းမြင်နေကြတာပြည်သူမှပြည်သူတွေကိုတက်ဖြတ်မှုတွေဆက်လက်လုပ်ဆောင်နေအောင်လည်းပွဲစားသမားတွေကိုပို့ပြီးတော့ထောက်ခံရမယ်ဆိုတော့ပုံစံမျိုးတွေနဲ့ပြောဆိုလာကြတာပဲဖြစ်ပါတယ်။ဒီကြောင့်ပြောတဲ့စကားနဲ့ပတ်သက်ပြီးတော့မှချိရှုနေကြတဲ့မြေပပီတွေဘက်ကနေပြောမှလည်းကိုယ့်ရဲ့မြေလေးတွေကိုခြိုက်ပိတ်ခဲ့ကြဖို့ကျွန်တော်အားလုံးအသုံးဆိုပါတယ်။ ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ပို့သူမနေပြတော့မှဝတ်တော်ရင်တွေဖန်းစီနေတဲ့ကာလမှာသူ့အနေနဲ့ပေါ့နော်ဘလိုမျိုးဒီခွက်ခေါက်တောင်းစားနေလဲဆိုတာကိုပြောဆိုထားတယ်ကလည်းကျွန်တော်စပီတမှာကြည့်လိုက်ရအောင်နော်အလောက်ကကမှမျိုးသားကြီးပဲမဲ့တော့တက်တီကိုနှစ်ချုပ်တက်ပြန်ကြီးကိုပါတော့လုံးနေကခိုးလူရောင်းချထိုးလုံးနေတဲ့အတွက်တတော်အေရီယာရဲ့80%အကန့်လုံးမှာရှိရဲ့နှစ်ချုပ်တက်ပြန်ကြီးတွေပြောင်းနေပါပြီဆိုတာကိုဘူးနဂါအဖွဲကကောင်းကိုတိုင်းကဖုံးနေပြီးတော့မတန်းရယူပြီးတက်တီခိုင်းနေသူတို့ချင်းချင်းဟိုမှာချရတာတာလေးရှိရဲ့ မဟာမြန်ပေးမဲ့တော့မှာဆိုလို့ရှိရင်အဲ့ဒီမှာကျုံးတတီအဲ့မှာရှိတဲ့အင်းပင်းကလူတွေလာမှတို့ဒီကရောင်းချနေကြတယ်အဲ့ဒီလိုမျိုးလိုင်စင်မဲ့တစ်ထုပ်လုံးမှုတွေနိုင်ငံရဲ့တမ်းမီရအခွင့်အမှုတွေအများကြီးနေလာပါတယ်။ဟောလိုင်စင်မဲ့ကားကြီးဆိုင်ငယ်ကြီးဖမ်းဆီးတယ်လို့အရေးယူတယ်လို့ဒါမျိုးတွေကိုလည်းအရေးယူပေးနေကြပါတယ်။နောက်တစ်ခုကဖားကဲမှာကြည့်ပြမှာအချိန်ရကအချိန်ပဲမှာရေးကြည့်တော့အဲ့ရေးကြီးတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မေချာတဲ့လူတို့ကမှရွှေလုတ်ွက်တယ်နော်ချောင်းဆိုင်လုတ်ွက်တယ်အဲ့ဒီကြောင့်ဒီမှာပြောပြပါတယ်နော်ဆိုတော့လိုင်စင်မဲ့ကားကြီးလိုင်စင်မဲ့ဆိုင်ငယ်ကြီးဖမ်းဆီးရေးယူတယ်လို့တမ်းမီအတွက်အခွင့်အရေးနာမှုအတွက်ဖမ်းဆီးရေးယူတယ်လို့အဲ့ဒီလိုလိုင်စင်မဲ့ဥပဒေနဲ့လောက်ဆောင်မှုတွေကလည်းတမ်းမီအတွက်အခွင့်အရေးနာရတဲ့အတွက်ဒီကိစ္စတွေကိုပါလဲဇိုးရအနေနဲ့ ဖြည့်ရှင်းပေးမယ်နှိမ့်နေပေးမယ်ဆိုရင်ပို့ပြီးတော့ပြည်သူတွေကကျေးဇူးတင်ပါပါဆိုတဲ့အကြောင်းကိုကျွန်မရင်းထဲကပြောထားတယ်။ရှင်တို့တွေနားလင်းနေလို့မကြားတာဖြစ်လိမ့်မယ်။နော်ဆိုတော့ကျွန်မကဝက်တော့ဆိုင်ငယ်စီးနေလို့ကျွန်မကနှုတ်ပိတ်နေရခြင်းမဟုတ်ပါဘူး။နောက်တစ်ခုကကျွန်မဘာလို့လုပ်လဲဆိုတာကိုကျွန်မကညဘာလို့လုပ်ပြီးတော့ဟိုသမီးသမီးစားနေလဲပေါ့နော်ဘာမှမလုပ်ခဲ့ရတယ်။တချို့ကကျွန်မကအမြဲကျွန်မဆိုင်ငယ်ဘေးရွက်တွေငှားချတာလေဆိုတာကျွန်မ YouTube မှာတင်းတယ်။ကျွန်မ YouTube ကလည်းတော်တော်များများတည်တယ်။ဒီလိုလေကျွန်မကဆိုင်ငယ်ဘေးရွက်တွေဝက်တော့တွေစီးလို့ကျွန်မကဝက်တော့ကိစ္စကိုနှုတ်ပိတ်နေတယ်ဆိုပြီးလာပြောကြတာ။နော်။ဆိုတော့ကျွန်မဘာလို့ထူဘာလို့လုပ်လဲဘာမှမလုပ်ပါဘူး။ဘာလို့မလုပ်တာလဲ။ အိမ်ထဲမှာထိုင်နေရင်းနေတာမှဘယ်နားမှာဘသူအသက်ခံလိုက်ရပြီဟိုနားမှာဟိုလူအသက်ခံလိုက်ရပြီနေ့စဉ်နဲ့နဲ့တည်နေကြနေရတာကျောင်းနေတာနော်ကိုကြည့်ရှာပါလေဒါကြောင့်ကျမပြန်ထွက်ပြီးလုံးလို့အလုံးလုံးပဲဘုရားပစံနဲ့ထမင်းစားလေကျမဆိုင်ကယ်ပေးရတယ်ငါးချတာလေဆိုင်ကယ်တစ်စီးကို၄တာဆိုင်ကယ်တစ်စီးကိုတစ်ရက်ကို၄အောင်လေ၁၄စီးတစ်ရက်ကိုဘယ်လောက်ရှိလဲတတိပါဘယ်ဆိုင်ကယ်၁၄စီးတစ်ခိုင်းလေးဝင်နိုင်လားမဝင်နိုင်ဘူးကျမမချမ်းတော့ကျမစပြီဝယ်တော့ကျမမရှိမဲ့ရှူတုံးမွေစားအကုန်စုပြောင်းချတာဆိုင်ကယ်၆စီးပဲဝင်နိုင်အဲ့ဒီ၆စီးကနေပြီးကျမရင်းရင်းမြှုပ်နှံလိုက်တာနှစ်နှစ်အတွင်းမှာနှစ်နှစ်ကျော်မှာကျမဆိုင်ကယ်၁၄စီးရတယ် ။ဖိုင်ရက်လီတွေရတယ်ပဲကျမဘာလုံးမှမလုပ်ပဲလေတရက်ကိုငွေငွေအနည်းဆုံး9000ရတယ်။နော်ဘာလုံးမှလုံးဆောင်လို့ပဲကျမငွေငွေ9000ရတယ်။အော်ဆိုတော့အခုကိုတော့ဆိုင်ရေးဖမ်းတော့မယ်ဆိုတော့မလို့ထမင်းဦးလိုရိုက်ခွဲတော့မှာပဲဆိုပြီးတော့အားရမှန်းတာမပြောချင်နဲ့အဲ့ဒီဆိုင်ငယ်ပေးရတဲ့အကုန်လုံးရောင်းပြီးတော့ကျမကားဒစီ installment နဲ့ဝယ်ထားတယ်။အဲ့ဒီကားဒစီကို installment နဲ့ဝယ်ပြီးတနေ့တတိယဝယ်သွင်းရင်ကျမကားပိုင်ဖြစ်မယ်။ဘုသူမာတော်ခုဆိုရင်သူတို့ဘဘအကြီးရနေပြီးတော့မှဝတ်တော့ရင်ကိုဖမ်းစီမံဆိုတဲ့စီမံချက်တွေကြောင့်တော်တော်လေးကြောက်နေပုံရပြီးတော့မှခုဆိုရင်လည်း ကားတွေကိုပြောင်းစီနေတော့တယ်ဆိုတဲ့ပုံစံမျိုးတွေဒီပြောဆိုလာတာပဲဖြစ်ပါတယ်။တစ်ဖက်မှာဆိုတော့ပတ်သုံးလို့ဖွဲ့ဝင်နေရပါတော့တခုထိုးတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးတော့မှပြောဆိုနေတာပြပြမှာကျွန်တော်တို့အဲ့ဒီတည်ထင်ရဆိုတော့မြေပြင်မှာဆိုတော့ပေါ့နော်။တကယ်ဖြစ်ဖြစ်နေတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ဒါပေမဲ့တို့အနေနဲ့ပုံကြီးချက်ပြီးတော့မှကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့မှကျွန်တော်တို့ဒီ NGO ရဲ့ပေါ့နော်တည်ရင်တွေနဲ့ပတ်သက်ပြီးတော့မှအမြင်ကွဲလွဲမှုတွေဒီတဲ့ပုံပြမှာရှိလာအောင်ပြောဆိုလောက်ကြံလာတာပဲဖြစ်ပါတယ်။ဒါတွေကြီးချက်ပြည့်စကောင်စီတပ်ဖို့နေရတော့တော်လိုင်းလိုက်လို့ရှိရင်ကောင်းနေတဲ့ချိန်မှာကျွန်တော်မျိုးဘက်ပြည်သူတွေကိုတွေ့ဟက်သက်ရှုံမှုနှီးပေါင်းဆောင်တဲ့လှုပ်ဆောင်နေတာပြပြ တို့မှသူတို့မြောက်လိုက်ဖစ်စတက်မကြရှင်ရဲနှီးပွန်းဆောင်နဲ့ကျွန်တော်တို့ကိုပြင်ပြီးတော့မှတိုက်ခိုက်လာတာပဲဖြစ်ပါတယ်။ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့အခုလိုမျိုးအားကြောင့်ပြောဆိုနေတဲ့ပူတူမာရဲ့လူဝချစ်တွေနဲ့ပတ်သက်ပြီးတော့မှဒီတကုံးမဘောတော်ကနေပြီးတော့မှပေါ့နော်ဘယ်လိုမျိုးထုတ်ပေါ်ပြောဆိုထားမလဲဆိုတာကျွန်တော်တချို့လောက်နားထောင်ကြည့်လိုက်ရအောင်နော်။တကယ်လူကြီးတွေရှိမှထမိန်ကြီးဖြန့်ဝက်တာတွေပါလေရောအဲ့ဒါတွေကတိတိပေါ်ပေါ်လေးတွေဘယ်လိုငါမပြောရတော့ညစရိုက်တွေကိုငါထုတ်ပြောချင်တာပြီလားညဘလို့လက်ရိုက်တွေကျမ်းတယ်ဘလို့နားထောင်ကြည့်အောင်နော်တန်းကြရဲဆိုတာပြောချင်တာနင်က line ပေါ်မှာလား TikTok မှာတော့နေပြောမှာပေါ့ TikTok က affect လိုက်ရရွှေရှိလှပါဘူးငင်းကလိုင်းပေါ်မှာကဆရာကြီးပုံစံနဲ့လူတွေကြီးလုပ်နေတာငါတို့နဲ့တွေ့ရင်တော့ကြိုးကြရပါပဲဟမ်ဒီဖုန်းကြီးเจ้าမှာငါတို့ကိုဘာပြောခဲ့လဲငါတို့ခမင်းစားနေတဲ့ဝိုင်းမှာနေလေနေခေါ်လာတဲ့ကောင်နေနဲ့အတူတူနေတဲ့ကောင်ကိုခေါ်လာပြီးတော့လေဆားဆားဆားတဲ့ဖုန်းကြီးเจ้าကခမင်းကဆားရခဲ့တယ်ဆားသားကြဆားသားကြတယ်ဒီမရှိဘူးလားငါတို့တွေကအဲ့ဒီဖုန်းကြီးเจ้าမှာဖွှရှိမှာသွားတာဖုန်းကြီးတွေခေါ်มาသွားတာဒါပေမဲ့ဖုန်းကြီးတွေအခုချိန်ကြီးငါတို့ဆက်ရှိတော့ငါတို့အရင်ကဒီဖုန်းကြီးမှာမဟုတ်ဘူးငါတို့သင်ငန်းဆောင်ထားတဲ့သာသနာ ဝင်တန်းဒီတန်ကားတော်တွေငါတို့ကအထိတ်ထားတယ်ဘာဖြစ်လို့လဲအမျိုးဘာသာသာသနာဆိုပြီးခေါင်းစဉ်ပြီးထောက်မှနေနေရဲ့သားနဲ့ဘုန်းကြီးကိုမစော်ကောက်နေဘုန်းကြီးတွေလည်းဘလို့တွေတစ်ခဲတယ်ဘလို့တွေကတနာတက်ခဲတယ်ဆိုတာငါတို့ကအကုန်ပြောရလို့ရှိနေနောက်ကိုပဲဘုန်းကြီးကဓာတ်နဲ့လိုက်တာနင်းကိုခုတ်မယ်ဆိုပြီးတော့ပြောတာဘလို့တွေဘုန်းကြီးနဲ့ဂျန်ဒီအပြန်နဲ့ဖြစ်တာဟမ်ဘုန်းကြီးကျောင်းမှာအော်ဖြစ်ပြီးတော့ဆဲသွားလို့ဘလို့တွေကတနာလိုက်ကြတာငါအကုန်သိတယ်နော်ပြီးတော့မှအမျိုးသားကြီးတမားတို့လည်းမပြောနဲ့မနေ့ကနင်းပြောတဲ့စကားကိုငါမခံနိုင်လို့ငါအခုတင်တာဘာလဲ2019 2020တွေကမြေပြင်မှာဝင်ပါလို့ရှိဟုတ်ပြီလိုင်းပေါ်မှာနင်းပြောတာ အများစီးပေးတဲ့စာနဲ့နင်းအုံနောက်ကထွက်တဲ့ဟာနဲ့နင်းပြောတာဟုတ်ပြီခါလိုက်တော့မပြောဘူးနင်းအုံနောက်ကထွက်တဲ့ဟာနဲ့နင်းပြောတယ်လို့ရထားတိုင်းပေါ်မှာတက်ပြောတာနင်းရဲ့အောက်မှာမျိုးဘသာတာတနာကိုတကယ်လုခဲ့တဲ့တကယ်ထဲထဲဝင်လုတဲ့ဘယ်နှစ်ယောက်ပါလာပြီအနှစ်ယောက်ပြောတယ်ဟမ်ဘယ်မှမပြောဘူးအကြောင်းပြီးငါနေနဲ့တွေ့တော့ငါပြောခဲ့တယ်အမရဲ့တဲ့နေရငါ့ကိုပြောတာနော်အမရဲ့ကျမကိုတချို့တချို့တွေရတယ်ကြာ9ယောက်ယူနေဆိုပြီးပြောကြတယ် ဟုတ်ကျမ်းတယ်နော်ဟုတ်တယ်နော်ငါ့ကိုအဲ့လိုပြောခဲ့တယ်ငါဘာပြောလိုက်လဲညီမရေလို့ညီမကညီမညီမအမေပေးတဲ့လေတကွဒီမှာတော့ကျမချင်းချင်းကြီးကြီးပြောလိုက်တာပါအများကြည့်နေတာမဟုတ်လို့အဲ့မှာတော့ကျမအဲ့ကိစ္စကိုအဲ့အဲ့အရာကိုတဲ့နာမည်ပြောပြီးပြောတာပါအဲ့ဒီအရာနဲ့နိဟာနဲ့ငါးယောက်မကလို့ဆယ်ယောက်ပဲလူယူပြဿနာမရှိဘူးစိတ်မဝင်စားဘူးအမျိုးသားရေးတိတ်ခါတော့မကြစီနဲ့မျိုးသားရေးတိတ်ခါကြအောင်တော့မလုပ်နဲ့လို့ငါမပြောခဲ့ဘူးလား သူတို့ချင်းချင်းတောင်မှပြန်ဖို့နေပြီနော်ဟုတ်စွန်တော့ပုသူမနေပြီတော့မှယောက်ျား၅ယောက်တောင်မှယူထားတယ်ဆိုတဲ့တရင်မျိုးတွေလည်းကျွန်တော်တို့ကြားနေရတာပြီတော့မှဒါကိုသူတို့ဘက်ကနေပြီတော့မှသူရဲ့အတွင်းတရင်တွေပြန်ပြီးတော့ပြောဆိုနေတာပဲဖြစ်ပါတယ်ဖုန်ကြီးတွေနဲ့တောင်ရံဖြစ်တယ်ဆိုပြီးတော့မှ ကျတို့ကြိုက်ပြီးပြီးချင်းမှာပဲပေါ့နော်အရင်တော့ပုသူမအနေနဲ့ဖျားတရားတန်ဟိုနှိမ့်ပါတယ်ကန့်ချိမ့်ပါတယ်ဆိုတဲ့ပုံစံမျိုးတွေပြောဆိုလာတာကတော့တော်တော်လေးရေးချင်းဆက်ကောင်းနေတာပဲဖြစ်ပါတယ်ဒီလိုမျိုးဘောမယောကတွေရေပေါ့နော်ကျတို့အချင်းချင်းပြန်ကတဲ့ဖွဲ့တွေရာဆိုတော့ခုရပိုင်ကျတို့ကြံ့နေရတဲ့ပြုမှာအဲ့ဒီတွဲကြောင်းမှုလို့ပဲဆိုဝင်ရဆိုတော့ခုဆိုရင်ထောင်နှန်းဆန်နေရတော့မှာပဲဖြစ်ပါတယ်မြို့ဘပြည်သူပြည်ကနေပြုမှာလဲဒီလိုဘောမယောကတွေရေပေါ့နော်ပြန်ကတဲ့ဖွဲ့တွေမှာဖြစ်နေတယ်ဆိုတော့နားမယောင်မဲနဲ့ကျတို့တော်လိုင်းရဲ့အချင်းနောက်ဆုံးအချင်းကိုရောက်နေတဲ့အချိန်မှာ ပိုးပြီးတော့မှပူပေါင်းပုံရင်လည်းအဆုံးသက်ကိုကျွန်တော်အနေနဲ့မြေမြဆန်ဆန်လှုပ်ဆောင်ဖို့လိုအပ်နေတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးဗီဒီယိုသဘောအနေနဲ့တော်လန်ပြတော်သားနုပညာရှင်တို့ဖြစ်တဲ့ပေါ့နော်ကိုခါရာကနေပြီးတော့မှအမေရိကန်မှာရှိတဲ့တရုတ်တန်ယုံရှင်မှာဆန္ဒထုတ်ဖို့ပြောဆိုတဲ့ဟာလေးကျွန်တော်စပီရမှာကြည့်လိုက်ရအောင်နော်ဤကဲ့လျှင်ဆုံးဘုံဘာရေတုံ语言言论历史之间长大的人今天我的心我们的心被撕成了两半我热爱中国 我很热爱缅甸，但是我看到我们的同胞被自己的军警轰炸、被焚烧、被压制，而中国政府却保持沉默，甚至为了利益而支持这一切。我们无法保持沉默。我们人民之间并不是敌人。We are not enemies。我是华人。 接受暴力，不接受沉默，更不接受强权为了利益而践踏普通人追求和平、与尊严的权利。缅甸的兄弟姐妹们正在死去，家庭支离破碎，孩子们在，哭泣声中长大，而不是摇篮曲。可我们却被要求安静，不。 有，我们也知道正义是什么、啊。我们也希望有一个所有人，无论是国人、缅甸人还是其他人，都能在和平中生活的未来。请停止支持军政府，停止助长暴力，站在人民的一边，而不是暴政的一边。够了。 经最终的改动。让我们一起建设一个有希望、有尊严的和平未来。在哪？上麦的里面吗？Let's create our own future. ဒီမှာကိုခါရာပြောသလိုပဲပေါ့နော်ကျတို့ဒီတော်လိုင်းမှာဆိုတော့ ဒီလိုရဲ့ဝင်ရောက်ဆွဖမှုခန်းကဏ္ဍရာဆွန်တဖြည်းဖြည်းကြီးထွားလာတာပြီးတော့မှကျွန်တော်ရှာမြင်မှာရှိနေတဲ့ကျွန်တော် MND တင်ပေးထားတဲ့အနေမျိုးတွေကိုလည်းပြန်ပြီးတော့မှပြလိုက်ရတာပဲဖြစ်ပါတယ်။တစ်ဖက်မှာတေယောအားကိုနဲ့လူမိုက်လို့နေတဲ့စစ်ကောင်စီနေတဲ့ကတော့တော်လိုင်းကိုဖြည့်ဆည်းဖို့လို့နေတာပြီးတော့မှအခုဆိုတော့သူတို့အနေနဲ့တည်တိုင်းရှုံးနေတဲ့အချိန်မှာတေယောကနေပြီးတော့မှရရှိထားတဲ့နောက်ဆုံးပွဲနည်းပညာတွေအနေနဲ့ပြန်ပြီးတော့မှကျွန်တော်ကိုထိုးစစ်ဆင်တက်ခိုင်းနေတာပဲဖြစ်ပါတယ်။ Traffic မျိုးတိုက်ပွဲမှာဆိုရင်လည်းကျွန်တော် A ဘက်ကနေပြီးတော့မှအလုံးစုံထိန်းချုပ်နေဖို့စူးစမ်းနေတဲ့အချိန်မှာတေယောနေနေပေါ့နော်ဒရုန်းတွေနဲ့ ကိုပြပေးတာမျိုးတွေတော်တော်ကြားနေရတာဖြစ်လို့ဒါတွေကလုံးဝမဖြစ်တဲ့ကိစ္စတွေပဲဖြစ်ပါတယ်။နိုင်ငံတကာဖွဲ့စည်းတွေအနေနဲ့လည်းတရုတ်ရဲ့ဝင်ရောက်စုဖက်မှုတွေကိုကြီးစုပြီးတော့မှအများဆုံးဟန်တာဖို့လွှမ်းနေတာဖြစ်ပြီးတော့မှကျွန်တော်အားလုံးကြားထားတဲ့အတိုင်းပဲတရုတ်အနေနဲ့ကတော့ဒီလိုမျိုးဆက်လက်ပြီးတော့မှလုပ်နိုင်ဦးမယ်ဆိုတော့မြန်မာပြည်သူလူထုရဲ့မြေမုံချိုးချွန်းခိုင်းမှာပဲဖြစ်ပါတယ်။ကျွန်တော်အောင်ပွဲရရှိဖို့နှိစက်နေတဲ့အချိန်မှာကျွန်တော်အိန္ဒိချင်းနိုင်ငံတွေအနေနဲ့ခုကရေကတော်လံပဲချမ်းကို ပိုပြီးတော့မှလေးထားတင်တာဖြစ်တယ်လို့ကျတို့ ਨੇ ဆက်စီမင်းတကြောလဲပေါ့နော်တော်လန်ရဲဘော်တွေကနေပြီးတော့မှထိန်းချုပ်ထားတော့မှာပဲဖြစ်ပါတယ်အဲ့ဒီအတွက်ကြောင့်မလို့ကျတို့ပြည်သူတွေနဲ့သူတသားတည်းရက်တည်ပြီးတော့မှအမှန်တရားကိုမြင်လို့တယ်ပေါ့နော်ဒီကျတို့အင်းကြီးချင်းနိုင်ငံတွေအစိုးရဖြစ်ပြန်လဲပြီးတော့မှရက်တည်ပေးချဖို့ကျတို့ပြည်သူတွေကနေပြီးတော့မှတောင်းဆိုနေကြတဲ့အချိန်မှာလဲလဲပေးဖို့ဆန္ဒပြုရင်းနဲ့ကျွန်တော်ဒီနေ့နေခင်မတစ်ပြက်ဗီဒီယိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်စာဆုံးကြည့်ရှုပေးကြတဲ့မိဘပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာချင်တဲ့ပြည့်စုံပြီးတော့မှ တရားရေးချမ်းတဲ့နေ့တလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်